မြောက်လိုင်းကိုတိုက်ဖို့ကကျွန်တော်တို့ပြောညာပြောညာလုံးလို့မရဘူးမိတ်မြန်မာ great again လုံးမနိုင်ပါတတ်မလို့အင်အားရှိလို့ရှိရင်အဲတန်ပြအင်အားရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ကပြပြီးမြောက်ဆန်နိုင်ငံချိုးချာအနာပြန်လည်းရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့အဲဒါကြောင့်သူတို့လည်းတည်တံမှုထားပါတယ်အာဒါကျွန်တော်တို့တို့ကလည်းမင်းဟွန်းတိုက်ထုတ်ပြီးမင်း ဒီခါကျရင်ငါတို့ကလည်းငါတို့ရဲ့တော်လန်ကြီးကိုတန်ဖိုးထားမှာတော့တရားရဂိုင်တော့မဆိုတော့မြင်တိထားဖို့လိုတယ်။ပေါင်စန်းစုကြီးကတခြားနိုင်ငံကိုငကိုကသွားတယ်အင်္ဂလိပ်လိုပြောတယ်ကျွန်စိမ့်မပြောင်သေးလို့။အာကာချိုကြီးကဗမာလိုပြောတာလူချစ်စိမ့်နဲ့ပြောတာမဟုတ်ကြောက်။အာကျွန်စိမ့်နဲ့လူချစ်စိမ့်အဲ့ဒီနေရာမှာကြွားတယ်ဆိုတော့သိစေချင်လို့အင်္ဂလိပ်စာတင်တာပဲဘာခဲနဲ့အရာမှတ်လို့လဲ။ဟမ်ရုရှားနိုင်ငံမှာကတော့ဂျင်မောင်းနန္ဒထိုင်ရတယ်ဟုတ်လားအဲ့ဒီမှာ UNG အဖွဲ့တွေ UNG ကိုထောက်ခံရတူတွေက အာကြီးစန်းတဲ့မြန်မာနိုင်ငံတိတ်ခါကြတဲ့မြန်မာနိုင်ငံကာကြိုကြီးရတယ်ဩကာကြိုကြီးဗမာလူပြောလို့လေဗျာကာကြိုကြီးကဗမာလူကဗမာလူပဲပြောမှာပေါ့မြန်မာလူမျိုးမြန်မာလူကဗမာလူကပဲပြောမှာပေါ့ခဲရဲဆိုတာလက်နဲ့ကင်တော်ရင်လှုပ်ရှင်တယ်လက်နဲ့ကင်တော်ရင်လှုပ်ရှင်တယ်ဆိုတာဗမာပြည်ရင်ကျင်းမှုတခုဖြစ်နေနောက်တစ်ခုကတိုင်းရင်းသားတွေနဲ့ဖိနှိပ်ခံရတဲ့အခါမှာတပုံထတာတရားတယ်ဆိုတဲ့စကားအခုတည်းဆွဲရုံပဲနိုင်တာချုံတာ strategy တွေပဲစဉ်းစားတာမဟုတ်ဘူးငါတို့ခံရတယ်မခံရတော့ထားရှာဗမာယူကာချာဝင်အဲ့ကာချာ 48ကဆလာတယ်ဘာကပါနဲ့ဘာဆလာပလာဆလာတယ်60နှစ်မှဥနေဝဲကနိုင်ငံရေးပြဿနာကိုလက်နဲ့ကင်ပြီးရှင်းလိုက်တယ်ရှုံးတော့ကြတယ်နောက်သဘုံတွေပေါ်လာတယ်နောက်ဘာကပါမှာစိနိုင်တဲ့အာဏာသိမ်းမကွာဆိုတော့ပေါ်လာတယ်ဆိုတော့လက်နဲ့ဟာပြဿနာကိုဖြစ်ရှင်းတယ်ပြဿနာရဲ့အဖြေကလက်နဲ့ပြောင်းသွားမှရှိတယ်ပြောင်းသွားကအာဏာသိမ်းသနပ်ပြောင်းသွားထွက်တယ်အဖြေကသနပ်ပြောင်းသွားထွက်တယ်ဆိုတာကိုလူတိုင်းယုံလာတယ်လူငယ်တွေယုံလာတယ်အဲ့တော့သဘုံထားတယ်ဆိုတော့လက်နဲ့ကင်တဲ့ယူဆကကြီးပေါ်လာတဲ့အခါမှာဘလို့ခေါ်လို့စစ်ပုံကျဲလာတယ် ဒေါ်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတယ်မှာများသောကင်းဝေးကြပါသည်လို့ဆိုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကို Jet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေးတွေလည်းရှင်မလို့တောင်းပေးကြမှာတော့ယနေ့မေလ17ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းအချိန်နောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပြီးဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးရှိပေးဖို့ဒီနေရာကနေပြီးတက်မှန်တောင်းဆိုလိုက်ပါတယ်အထောင်ဆုံးနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသိမ်းပိုက်ထားတာမှာဒီနေ့မှဆိုရင်တော့1561ရက်ရှိပြီဖြစ်ပါတယ် မနိုင်ငံတဝန်းစစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့အကွေးတိုင်းဆလင်းမြို့နယ်မှာ၃ကောင်အကွေးတိုင်းမြိုင်မြို့နယ်မှာ၃ဦးလင်းဝင်ရောက်ခဲ့ပြီးတင်တားရီတိုင်းတင်တားမြို့နယ်မှာလည်း၂ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ရွာတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျက်တိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ၁၀ဦးတည်းမှနေတည်ဆုံးခဲ့ကြောင်းကိုလည်းအဝင်ကကိုနဂါးလီကနေပြီးထုတ်ပြန်ပြောထားပါတယ်။ဒါဟာမေလ၁၀ရက်နေ့ညနေ၄:၃၀မိနစ်မှာဝက်လက်မြို့နယ်အနောက်ချမ်းမာရှိတဲ့ရွာတော်ကုန်းရွာကို ရမ်ဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိဂျီလာ၄တပ်မှတက်လာတဲ့ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရမ်ဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူ၁၀ဦးတည်းမှနေသေးဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူများတွေမှာလည်းပြင်းထန်ရဒဏ်ရာရရှိသူတွေပါဝင်တယ်လို့သိရှိရပါတယ်။လာတူမှာပဲမေလ၁၇ရက်နေ့ဒီနေ့နနက်9:00နာရီခွဲချိန်မှာလဲတကိုင်းတိုင်းဝက်လက်မျိုးနဲ့ရွှေပန်းကုန်းစတင်ကြောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေရင်ဖြင့်ပေါင်900ပုံကျဲသွားကြောင်းဒေသခံပြည်သူများကတမန်ဥပ္ပေါ်ပြောကြားထားပါတယ်။ မြန်မာနဲ့မှာလည်းလေရင်နဲ့ပေါင်900ဘုံကိုရွှေပန်းကုန်းစာတင်ကြောင်းကိုကျဲချသွားတယ်။လူတွေထိခိုက်လာဆိုတာမသိရသေးဘူး။လေရင်ကထဝဲနေတော့မယ်ဆိုပြီးတော့ဒေသခံပြည်သူတွေကပြောထားတာတွေ့ရှိရတယ်။ကဲမြောက်နိုင်နေနဲ့ကတော့လက်ရှိချိန်ဒီမှာဒေကြောင်းကိုပို့ပြီးတော့နှစမြင့်တင်မယ်လို့ပြောပြီးတဲ့ကအခုချိန်မှာနှစမြင့်တော့တွေ့ရပါတယ်။ရောင်းအောင်ကောင်တွေကိုအကြောက်တရားပေးဖို့ဆိုရင်တော့လေရောင်းအောင်ကောင်တွေရဲ့မိသားစုတွေကိုလည်းအကြောက်တရားဖျားပေးရမယ်ခြေနေကိုရောက်ရှိနေပြီဆိုတော့တော်လိုင်းရေးရဲဘော်တွေအနေနဲ့ပုံမှုလှုပ်ဆောင်ဖို့လိုအပ်လာတော့ရန်ကနေပြီးတော့ထပ်မံအပြီးပြေးလိုက်ပါတယ်။နောက်ထပ်သတင်းတို့မှာတော့ မင်းအောင်လှိုင်ဟာရှီကျင်းပင်ကိုသမရာကြီးလို့ယူယူကြိုးကြိုးတုံးတုံးခဲ့တဲ့အနေအထားတစ်ခုတွေ့ရပါတယ်။တခိုင်မမျိုးနယ်များစုကိုစစ်တကလက်လွတ်ထားရတော့လဲရုပ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းကြံအကောင့်တဲ့ဖော်မလို့လဲပြောထားတာကိုတွေ့ရပါတယ်။တမ်ဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုပ်သမရာရှီကျင်းပင်ကို မနာကြီးဟူယူဂျူဂျူတုံးနှုံးပြောဆိုထားတာကိုလည်းစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးတွေကနေပြောဆိုဖော်ပြထားပါတယ်။မင်းအောင်နိုင်ကရုရှားနိုင်ငံမှာမေလ9ရက်ကနေမေလ10ရက်နေ့ဒီသွားရောက်ခဲ့တဲ့မှာရုပ်သမရရှီဂျင်းဖင်နဲ့တွေ့ဆုံခဲ့ပြီးအဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေကနေပြီးတော့မင်းအောင်နိုင်ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရမှာတော့ရှီဂျင်းဖင်ကိုသမရကြီးလို့မင်းအောင်နိုင်ကယူကျွွန့်စွာဖော်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါသမရကြီးပေါ့ဗျာ။မြန်မာနိုင်ငံမှာပြင်ပပြီလို့မဲ့ ါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့တိုးတင်ပြင်ဆင်မှုများနဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့အကြောင်းသူကထပ်ပြောပါပါတယ်။ခိုင်မီနယ်တွင်မြို့ပေါင်း16မြို့နယ်မှာအနက်မှ၄မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားတော့လေရုပ်မြန်မာဘင်္ဂလားဒေ့ရှ်စစ်ပွဲရေးဇင်းညာကောင်တဲ့ဖော်ရံလေရုပ်သမရနဲ့ဆွေးနွေးခွဲကြောင်းနဲ့မင်းအောင်နိုင်ကထုတ်ဖို့ပြောကြပါတယ်အာဘီထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်တော့တက်မလို့အင်အားရှိလို့ရှင်အဲတန့်ပြအင်အားရှိမယ်ဆိုတဲ့ဟာကတော့ပေါ်လင်းပါတယ်ဗျာပြည်သူအလုံးကိုလည်း နိုင်ငံချစ်စိတ်လူချစ်စိတ်တက်ဒီတဲ့ပူပြီးတော့မှရှေ့အောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ပြည်သူတက်မှုအောင်ပြည်သူတက်မှုရှိအောင်ပေါ့လဲဆောင်ရွက်နိုင်မယ်ဆိုတာလေကျွန်တော်တွေ့ပါတယ်ရုရှားပြည်သူတွေကတော်တော်တံပိုးလက်ထားတယ်ဂုံလည်းယူကြတယ်အဲဆိုပဲပြည်တော်စုကြီးဟိုလာပြီးကျူကျော်တက်ခတ်တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးရုရှားနိုင်ငံရဲ့ချုပ်ချာအာဏာပြန်လည်ရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ ဒါကြောင့်တို့လည်းတိတံပုံထားပါတယ်အာဒါကျွန်တော်တို့ငါတို့ကလည်းမင်းကိုတိုက်ထုတ်ပြီးမင်းသိသွားတဲ့အခါကျရင်ငါတို့ကလည်းငါတို့ရဲ့တော်လိုင်းကိုတံပိုးထားမှာတော့တရားရဂိုင်ကုန်မှုဆိုတော့မင်းသိထားဖို့လိုတယ်။အေးအားလုံးတို့ရဲ့အတိုင်းပဲပြောရတဲ့ဇကားရဲ့ခြေခံအစကိုမှတော်တော်အင်အားရှိမှတိုက်မီအင်အားရှိမယ်ဆိုတဲ့ဇကားဟာတော်တော်လေးကိုမှဆိုးရတဲ့ဇကားဆိုတာကတော့ကျွန်တော်တို့နှစ်ပေါင်း90ကျော်တော့တိတ်ဖနက်လက်အောင်မှခြေရောက်မှနေခဲ့ရတဲ့ခြေနေရပေါ်ပြနေတာအားလုံးဒီမှာဖြစ်ပါတယ်။အဲ့တော့အင်အားရှိမှတိုက်မီအင်အားရှိမယ်ဆိုတဲ့ဇကားဟာဒီစစ်ကွေးတွေပဲဇကားပြောနေတဲ့ဇကားတွေပါပဲ။အလေးထားမှပြေးစားပေါ့။မြန်မာနိုင်ငံကလည်း ်ဖက်စစ်ဒေါ်လာကြီးတမန်ကြောင်လေးရှိခဲ့တယ်။အင်းတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရေးရအောင်လေတိုက်ခတ်ခဲ့တဲ့တမန်ကြောင်လေးရှိတမန်ကောင်တကယ်တကယ်ခိုင်မာတဲ့တမန်ကြောင်ပါ။ဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့ဒီအောင်ဆက်ထင်းထင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။နောက်တစ်ခုကနိုင်ငံတော်ကာကွယ်ရေးတောင်းအင်အားရှိရင်ပေါ့ဗျာနော်။တမ်ဘရွန်အင်အားရှိလို့ရှိရင်အဲတန်ကြီးကအင်အားရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာ။ပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်ဒီဒီပြပူပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့ လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ပြည်ထောင်တက်မှုအောင်ပြည်ထောင်တက်မှုရှိအောင်ပေါ့ဆောင်ရနိုင်မယ်ဆိုတာလေဒါကျွန်တော်တွေ့ပါတယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလစ်တဘောတွေ့ဆုံတာလည်းရှိသလိုကျွန်တော်တွေ့ဆုံဆွေးနွေးနိုင်မှုတွေလည်းကျွန်တော်ရခဲ့ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ပါတီဒီမိုကရေစီစနစ်ကိုတောက်ဖို့တည်းကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တောက်ဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလွတ်လပ်ပြီးတရားမျှတဲ့ယူကောက်ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ် ဲရှင်းပြနေတယ်ဒါကြလည်းရှင်းပြသွားပါအောင်ရွေးကောက်ပွဲလုပ်လို့မဲမနိုင်ရင်လည်းထပ်ပြီးတော့အာနာသိမ်းမှုဆိုအကြောင်းလို့ရှင်းပြသွားပါအောင်အဲမင်းအောင်နိုင်တယောက်အနေနဲ့ကတော့သူ့ရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကထောက်ခံတယ်ဆိုပြီးတော့တွေးကြော်နေရတွေ့ရပါတယ်ကဲမင်းတို့မြန်မာနိုင်ငံကထောက်ခံတယ်ဆိုရင်အဲ့နိုင်ငံတွေသွားပြီးမင်းမောင်ရွေးကောက်ပွဲလုပ်မြန်မာပြည်သူတွေကမထောက်ခံတာဖြစ်တဲ့အတွက်မြန်မာမှာရှိတဲ့မင်းရဲ့ဘောမတတိုက်ကိုခေါ်ပြီးတော့အဲ့နိုင်ငံတွေမှာသွားပြီးရွေးကောက်ပွဲလုပ်ဖို့ရနေပြီအကြံပြုပေးရသည်အွန်လိုင်းရေးစပီကာတွေကတော့ဘောမတွေဘက်ကိုပောက်ရောက်စီတာကတော့အမှန်ပါပဲဘယ်လိုမျိုးပောက်ရောက်လဲဆိုရင်တော့ဘောမတွေကို တော်လေးဘက်ကပြောလိုက်တဲ့စကားလုံးတိုင်းဟာဘုံမတွေတွေ့ကြိတ်မနိုင်ခဲမနိုင်ဖြစ်ရတော့မှန်ပါပဲအခုဒီနေ့ပြူစောတီဓမင်းငန်းနေပြီဆိုတော့လည်းသူတို့မှတပုံကြီးဗီဒီယိုတွေရိုက်ပြီးတင်လိုက်ရတာအမောအခုလည်းမင်းရောင်လိုက်တယောက်နိုင်ငံတကာပတ်ပြီးတော့မြန်မာလိုလိုက်ပြောနေတယ်ဆိုပြီးတော့တော်လိုင်းစပီကာတွေကလှုပ်လိုက်တဲ့အခါမှာလဲသူတို့မှပြန်လဲပါတီရတာလည်းအမောပါပဲဒါပေမဲ့လည်းလိုပဲပြောပြောအခုတော့မရှိညံမရှိတဲ့ကောင်တွေဖြစ်တဲ့အတွက်ပြောနေတဲ့စကားလုံးတွေကဟာသဆန်ဆန်လွဲပြီးဘာမှဖြစ်မလာပါဘူးဒိတ်ဆိုတဲ့ခေါင်းစည်းလေးနဲ့ဗီဒီယိုများအလုံးကိုအတီတရားလေးတွေအမှန်တရားလေးတွေကိုခြားပြသွားမှာဖြစ်ပါတယ်ဗျာ ဟိုကာကြောကြီးနဲ့ပတ်သက်ပြီးဦးစင်းတော့တုံ့တန်မှာဖြစ်ပါလိမ့်ကကာကြောကြီးရိုချာပြည့်ရဲ့နှစ်70ပြီပေါ့နော်အဲမှာအထူးဖိတ်ကြားချင်းခံရတာပေါ့နိုင်ငံပေါင်းစုံပေါ့နော်နိုင်ငံပေါင်းစုံထဲမှာမှရိုချာနဲ့ချစ်ချီနိုင်ငံတွေကိုအများဆုံးဖိတ်တဲ့နိုင်ငံတွေပေါ့နော်အခုလိုပြောလို့ဘောမတွေကတော့သူတို့ကာကြွကြီးတကယ်ဖိတ်ခံရတယ်ထင်နေဦးမှာပါအမှန်တော့တကယ်ဖိတ်ခံတာမဟုတ်ဘူးတရုတ်နဲ့ရုရှားနဲ့တွေ့တဲ့ပွဲမှာဘေးကနေဝင်းရံဖို့ဆိုပြီးတော့လူစီအောင်ဆိုပြီးတော့9000နဲ့9000ဈာတိအနေထားတစ်ခုရဲ့ဟောရတဲ့အနေထားတစ်ခုပါပဲနောက်ဆုံးတော့ဂျောင်းလေးမှထိုင်ပြီးခွန်အားစိတ်လေးရောက်နေတာအားလုံးနဲ့တွေ့မှာဖြစ်ပါတယ်သူတို့ဘောမတွေလည်းတွေ့ပါတယ် အဲ့မှာနိုင်ငံလေးဖိတ်တဲ့အခါမှာတနနိုင်ငံတနနိုင်ငံလေးပြောကြတာပေါ့နော်ပြောကြတဲ့အခါမှာအော်တရုတ်ကလည်းတရုတ်လိုဟိုချိုးနိုင်ငံနဲ့ချိုးနိုင်ငံတို့ဘာသာစကားတွေနဲ့ပြောကြတာဒါမျိုးချစ်စိတ်ပဲနော်အမကကြောက်ကြီးအလဲမှာလည်းကကြောက်ကြီးကဗမာလိုပဲမြန်မာလိုပဲပြောသွားတယ်ပေါ့နော်ဗမာလိုပဲဗမာစကားဗမာဗမာလိုပဲပြောသွားတယ်ပေါ့ဗျာအဲ့ဒီချိန်မှာဗမာလိုပြောသွားတဲ့အခါမှာဘာလဲဆိုတော့အတို့အမေမေဒီဒီပိန်းနေပိန်းနေလို့ပြောတို့ကမကြိုက်ဘူးဗျာနော်အတို့အမေမေတော့ဟာတယ်ဘယ်နိုင်ငံမှာမှအင်္ဂလိပ်လိုပြောတာဘယ်လိုမှအင်္ဂလိပ်လိုနိုင်ငံတကာမှာရေမောအင်္ဂလိပ်လိုပြောတာဆိုပြီးမှနော် တချို့နယ်ပိမ့်တုံးနေဆိုရင်တော့ထင်ကြီးကြမှာပေါ့နော်အဲ့တော့ဥစင်းတော့မြို့ချစ်စိတ်နဲ့ဂျွန်စိတ်ကအဲ့လာပါကွာလာကြနော်ပါချုပ်ကြီးကမြို့ချစ်စိတ်ကိုဗမာစကားကိုဗမာလိုပဲနိုင်ငံတကာမှာချပြသွားတာအဲ့တော့ရုရှားနိုင်ငံကိုဥစင်းမရောက်ဘူးပြနော်ရုရှားနိုင်ငံကိုရောက်ဘူးကျင်လို့လေးလာကြီးခရီးသွားအောင်လို့လည်းပတ်စပို့လေးရောက်တော့တင်ထားတယ်နှစ်ယောက်အတူတင်တာကိုပောက်ကိုတော့ဖြစ်တယ်ပောက်ကိုတော့ဖြစ်နေလို့လားတော့မတည်ဘူးသူများကအတူတင်တာအတူတယောက်ကပတ်စပို့ကရာပြီးတာဥစဉ်ကျတော့နေပြီးတော့ပြည်တဲ့အစီတင်လိုက်ရတယ်ဆိုတော့လူချခေးစင်မသွားလိုက်ရဘူးပေါ့ဗျာပတ်စပို့မရှိတဲ့အတွက်ကြောင့်ပတ်စပို့လည်းကြာမလာဘူး ားနဲ့ဗိုလ်ချုပ်စီတော့ဟိုကတော့ရုရှားသွားကြင်လို့သူပြူစော်ဒီကောင်းကိုလုံနေတာဟုတ်မင်းရုရှားမသွားနဲ့မြင်းညံတီတာယူမှုအိမ်မဲ့သွားတယ်မှာကိုကြီးတောက်ထားတယ်ထက်မြန်မာပြီဗိုလ်ချုပ်ဒလိုလေးတော့ရှိတယ်ဦးစင်ဘော်ခီးနွေရည်အလဲသွားကြင်တော့ဗောနော်ဒီအဲ့အတွက်ဦးစင်ဟုတ်လားဘာကြောင့်ဦးစင်မဆက်ဘူးကမကြရလဲဗောနော်ပောက်ကူတော့ဖြစ်နေလို့လားတော့မတူဘူးဗျာဒါထားပါတော့ထားပါတော့နော်အဲ့တော့မျိုးချစ်စိတ်နဲ့ဟိုကတော့ရုရှားမသွားလို့ပေါက်ကွဲနေတာဟုတ်တယ်ဆက်သက်တော့ရုရှားနိုင်ငံမှာကအဲ့ဒီကညီပိနေညီပိတွေရုရှားနိုင်ငံအကြောင်းလေ့လာဖို့လိုတယ်ဗျနော် ။ရုရှားနိုင်ငံမှာအင်္ဂလိပ်စကားပြောတဲ့သူအတိအမှတ်ပြုတယ်လား။ရုရှားနိုင်ငံကိုသွားလို့ရှိရင်အင်္ဂလိပ်လိုပြောရတယ်လား။ရုရှားနိုင်ငံရဲ့စိုင်းနေမှာအင်္ဂလိပ်လိုရေးထားတယ်လား။ရုရှားနိုင်ငံရဲ့ဒီလိုဥစဉ်လိုပညာရေးလိုပညာရေးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်လားအင်္ဂလိပ်လိုတင်ရတယ်လားဆိုတာကိုတခြားပြန်ပြီးမှလေ့လာကျွန်းစိမ်မွေးတဲ့သူတွေနော်ကျွန်းစိမ်မွေးတဲ့သူတွေရုရှားနိုင်ငံမှာအင်္ဂလိပ်လိုပြောလို့ဘယ်သူမှအရေးလုံပြီးမှမပြောဘူးနော်အရေးလုံပြီးမှပြောဘူးပူတင်မသိရင်ပဲပေါကတော့ကသူကိုယ်တိုင်ရုရှားမှာနေတဲ့ပုံစံနဲ့ပြောနေတာသူကြည့်တော့ရုရှားမှာတော့လို့ပေါက်ကွဲနေတာဟုတ် င်ကြီးဒေချာနိုင်ငံသွားတယ်အင်္ဂလိပ်လိုပြောတယ်လားကိုတရုတ်တမန်တော်ကြီးသွားတယ်အင်္ဂလိပ်လိုပြောတယ်လားအခြားနိုင်ငံဟန်ရီယောလာတယ်အင်္ဂလိပ်လိုပြောတယ်လားအင်္ဂလိပ်လိုပြောတယ်လားဟောလန်ထထိုင်ကြီးလာရင်တော့အင်္ဂလိပ်လိုပြောမှာပေါ့အင်းအင်္ဂလိပ်လိုပြောမှာပေါ့သူကလည်းမျိုးချုပ်စိတ်လေသူနိုင်ငံကသူနိုင်ငံလိုပဲပြောမှာပေါ့အင်္ဂလန်လာတယ်အင်္ဂလိပ်လိုပြောမှာပေါ့မြန်မာလာတယ်မြန်မာလိုပဲပြောမှာပေါ့ရောင်စန်းစုကြီးကတခြားနိုင်ငံကိုငကောကသွားတယ်အင်္ဂလိပ်လိုပြောတယ်ကျွန်စိတ်မပြောက်သေးလို့အင်းကျွန်စိတ်ရှိနေလို့ အကာကြိုကြီးကဗမာလိုပြောတာမျိုးချစ်စိတ်နဲ့ပြောတာမို့ကြောင့်အေးဘုံမိုက်တေချာနားတော့မင်းတို့ပြောနေတာနှစ်တန်းအောင်ထားတဲ့ကောင်ကပြောနေတာနှစ်တန်းတော့မအောင်နှစ်တန်းရောက်တော့ကြောင်းထွက်တဲ့ကောင်ကပြောနေတာမင်းတို့နှစ်တန်းရောက်ပြီးကြောင်းထွက်ပြီးကရုံတုံးပြီးဖုံးယူဝစ်ပြီးတော့ဟိုပြူစောတိလုပ်တဲ့ကောင်ကပြောနေတာအကျွန်စိတ်နဲ့မျိုးချစ်စိတ်အဲ့ဒီနေရာမှာကြွားတယ်ဆိုတော့တည်စေချင်လို့အင်္ဂလိပ်စာတင်တာပဲဘာခဲနဲ့အရာမှတ်လို့လဲဟမ်အင်္ဂလိပ်လိုပြောတာကိုခင်ဗျအင်္ဂလိပ်လိုပြောမှအထင်ကြီးတာလားတကယ်ကလေးတွေတွားဖီးယားမှာရှင်းတဲ့ကလေးတွေလည်းအင်္ဂလိပ်လိုပြောတယ်ဒါပဲ နေမင်းပကံကလေးတော့အင်္ဂလိပ်ပြောတတ်တာပဲမင်းပေါအောင်ပြောမှပြောတတ်တယ်ခုံမဆင်းလေပရရှားကိုလူရင်ပကံကလေးလှုပ်လိုက်လေမင်းပါသွားမနေနဲ့လေပကံကလေးတော့အစင်တန်းမရှိဘဲနဲ့ပလင်ပေါ်ခွေးတက်တိုင်းနေတာကိုဥပိန်တရာကလေးလည်းအင်္ဂလိပ်လိုပြောတတ်တာပဲဟမ်အင်္ဂလိပ်လိုပြောမှအထင်ကြီးကြတာလားဒီပိန်းနေပိန်းနေလို့ပိန်းနေလို့ပြောရင်လည်းတကယ်လုံးဝလုံးဝမကြိုက်ဘူးနော်အဲ့တော့လူရှားနိုင်ငံမှာဝါရုံဂျင်းမောင်းနန္ဒထိုင်ရတယ်ဟုတ်လားအဲ့မှာ UNG အဖွဲ့တွေ UNG UNG ထောက်ခံတဲ့လူတွေကအာကြီးစန်းတဲ့မြန်မာနိုင်ငံကိုတိုက်ခါကြတယ်တဲ့မြန်မာနိုင်ငံကာကြွယ်ကြည့်ရတယ်အော် ဟဲ့အားလုံးပဲဒါကတော့တော်လိုင်းဘက်ကထည့်တဲ့စကလုံးတိုင်းဟာဘောမတွေထီကိုဘယ်လောက်ထီတောင်ထီမီခွေဖြစ်တဲ့ဆိုတာကိုတွေ့နေရတာဖြစ်ပါတယ်ဘလို့ဒီတော့ပေါက်ကွဲနေလဲဆိုတာကတော့ပေါက်ကတော့သင်ငန်းချုံပြီးတော့အတင်းပြောနေတဲ့ကောင်ဖြစ်နေပါပြီအဲ့တက်တီဟလာအတိုက်ခံအုပ်စုတွေပုံပြီးထင်းချုပ်လာနိုင်တာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီမှာဘာလို့တွေ့ရသလဲဆိုတော့ local governance ဆိုတဲ့ကိစ္စကိုပြောရတယ် local governance ဆိုတော့ကျွန်တော်စတွေ့ရတယ် အပြီးတော့ဒီတရားစီရင်ကိစ္စတွေ၊နောက်လူတို့ရဲ့ကျန်းမာရေး၊ပညာရေးကိစ္စတွေကိုစတင်ပြီးဆောင်ရွက်လာတာကိုတွေ့ရပါတယ်။ပြီးတော့အဲ့ဒီအဲ့ဒီအခွင့်အရေးကိုလည်းအပြင်ကနေကူညီမှုတွေ၊စိတ်ဝင်စားမှုတွေအများကြီးရှိတာကိုတွေ့ရတယ်။ဒီလိုပဲရခိုင်ပြည်နယ်မှာဆိုရင်ဟာလာအခုဆို AA ကသူ့ရဲ့ territory control တွေ၊သူ့ရဲ့ population control လေးပို့ပြီးတော့သူ့အောက်မှာ population လည်းပိုများလာတာကိုကျွန်တော်တို့တွေ့လို့ဒီတုံ့တက်လို့ရပါတယ်။အဲ့ဒီအခါမှာအခုက local governance တို့အဲဒီ judiciary ပေါ့နော်တရားစီရင်ကိစ္စတို့ အကျမ်းမာရေးနဲ့ပညာရေးအထူးသဖြင့်အဲ့ဒါတွေပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘာတွေဆောင်ရွက်နေလဲဆိုတာကျွန်တော်တို့သိလို့ရမှာဟုတ်ကဲ့ကျွန်တော်တို့ဒီ2023တိုက်ပွဲတွေမစခင် အပြည့်ရက်ထားတဲ့ကာလမှာဒီအထွေထွေအုပ်ချုပ်ရေးပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးမှအာဒီ American ဟိုပါဘော authority ဆိုပြီးကျွန်တော်တို့လုတ်ခဲတာရှိတယ်အဲ့ဒီမှာတရားစီရင်ရေး ရဲလုပ်ငန်းတို့ကျန်းမာရေးဆိုင်ရာဒီ government service providing ပေါ့အဲ့ဒီ government service delivery တွေကိုကျွန်တော်တို့လုပ်ခဲ့တယ်အပြီးမှဒီ American um public policy and public administration ကျောင်းကိုဖွင့်ပြီးမှကျွန်တော်တို့လူငယ်တွေကိုရေချင်းပြိုထောင်တဲ့ဟာတွေကိုကျွန်တော်တို့လုပ်နေတယ်ဆိုတော့တဖြည်းဖြည်းနဲ့တော့ဒီထက်ပိုပြီးစနစ်တကျတော့ပေါ်လာပါပြီအဲဒီနောက်ပိုင်းတိုက်ပွဲတွေလည်းတအားများမျိုးပေါ်တွေကိုလည်းတင်လိုက်တော့ ဒီအရင်အစိုးရလက်ထက်မှာရှိနေတဲ့အုပ်ချုပ်ရေးရန်တရားတို့နောက်တခြားပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ဗန်စနစ်တွေကအကုန်လုံးဒါပြိုကျနေတဲ့ကာလဆိုတော့အဲကျွန်တော်တို့ဒီကိစ္စတွေကိုယာယီကြကာလအခက်ခဲအနေနဲ့တော့ရှိနေပါတယ်။သို့တော့ဒီဟာတွေကိုပြန်ပြီးမှစနစ်တကျဖြစ်လာဖို့အတွက်နီလန်းတွေအမျိုးအမျိုးမျိုးရှာပြီးမှရုန်းကန်နေရတဲ့အနေအထားရှိတယ်။အကြောင်းတွေတော့မဖွင့်နိုင်ဘူး။အကြောင်းမဖွင့်နိုင်တာကတော့ အဆရာလည်းရှိတယ်ကြောင်လည်းရှိတယ်ကြောင်သားတွေမိဖတွေကလည်းကြောင်သားချင်ကြတယ်ကြောင်မဖွင့်နိုင်တာကတော့လုံခြုံရေးစိန်ခေါ်မှုကြောင့်ပါပဲအခုကဒီကျွန်တော်တို့တင်ထားတဲ့မြို့တွေကိုဒီစစ်ကောင်စီလေတပ်ကနေပြီးမှဒါအရက်သားပြင်းပတ်တွေကိုရောအကုန်လုံးတင်ကျုံရောပြီးမှအာညတွေဘုံကျဲတာတွေရှိတယ်လူစုလူဝေးမြင်ရင်သူကပြချပြီဆိုတော့ဒီကြောင်သားကြောင်သူတွေရဲ့လုံခြုံရေးအတွက်ကျွန်တော်တို့ကကြောင်တွေကိုဒါရက်ဆိုင်ထားပါတည်တယ်ဟုတ်ကဲ့ကျမရေကန်တာတော့ အာဆေးဝါးတွေလည်းတအားရှားပါတယ်သို့တော့ကျွန်တော်တို့နီလန်းအမျိုးမျိုးနဲ့အန်ဒါတချို့အဖွဲ့အစည်းတွေကလည်းကူညီကြတာရှိပါတယ်အဖွဲ့အစည်းနဲ့ပုံမတင်တော်လို့ပေါ့အာဒါရတဲ့နေရာအကုန်လုံးကလမ်းစားတွေရှားပြီးမှဆေးတွေနဲ့အာအကူတာကူညီပေးနေကြတာဟိုလိုမျိုးတွေအားလုံးပဲအရခန့်ကျတော့ AA နေနဲ့ကတော့ MNDA လို့ရှုံးပေးသွားခြင်းမဟုတ်သေးပဲနဲ့တော်တော်လေးကိုမှတောင်းခံပြီးတော့တော်လိုင်းကြီးပြည်သူတွေကိုပဲညှနာမှုနေတော့တွေ့ရပါတယ် ဒေါ်လာမျိုးတွေအားလုံးပဲကနေဒါစိတ်ပန်းပြေစဖို့အတွက်ကျွန်တော်တို့ရဲ့ဒေါ်လာရင်းညီကိုတင်ဆက်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုလည်းထပ်မံဝေမြပေးနေမယ်ကြည့်ရသေးတယ်ဒေါ်လာမျိုးတွေအားလုံးကျွန်တော်တို့ကြည့်တော်လို့ရပါတယ်။ကဲသောစီသောမိုးဟင်းကစားကြရအောင်ဗျာ။မိုးဟင်းကမိုးဟင်းကမိုးဟင်းက Yeah မဝင်းကားကိုခွေးသားနဲ့စားတဲ့ခါရတာဟာရမ်းကောင်းလို့ပါဆက်ဆွဲမဲ့ချင်းကြတဲ့ထက်လောက်ကြလဲပြောပါဗျာစင်မစင်ဖဲမန္တရားနဲ့ရှင်းပါမယ်နောက်ဆိုလဲအမြဲတမ်းအားပေးမပီတို့ရက်ခွဲပြီးသူမြတ်တလန်းဆုံးမနိုင်မကြီးနေတဲ့တက်ကမဝင်းကားရမ်းဝေးတဲ့စားကောင်းနေလို့ဝင်းကားအမီလို့လားပြောင်းနေမြန်မကောရပါတော့ပြုတ်ပြုတ်ပြုတ်အဘခုကဝင်းကားအမီဖက်ဖြစ်ပြန်ပြီလားဟုတ်တယ်လေနေ့တိုင်းချက်နေရတယ် ေတိုင်းဆက်သူဒုတက်ကလည်းကွာနေတိုင်းကိုသိနေတာဟုတ်ကွာအဲ့လေအားကြောင့်တက်ထဲမှာအခုတရက်မှမပြောင်းမွင်းကားချက်အားကြောင့်မွင်းကားအာမီလို့ပြောင်းလိုက်တော့လို့ဒုတက်ရင်းမှာလည်းကြံတဲ့လူကိုမရှိတဲ့လောက်ဖြစ်နေပါဘူးကွာတက်ထဲမှာလည်းငါပြောပြနေတယ်ကုန်နေဆက်ဆက်ရတယ်မင်းပြောပါငါတတိထားမိတယ်ဟိုးနောက်ကငါပြောပြရမရှိတော့ဘူးကွာငါတို့ရှိမှငါပြောပြဟိုမှာအပင်သေးသေးလေးပဲကြံတော့တယ်ဟွန်းနောက်တစ်ခါထပ်ပြီးတော့ချက်မယ်ဆိုရင်ငါတို့မပြောပြဘူးကိုမကြံတော့တဲ့လောက်ဖြစ်နေတယ် ဟုတ်တယ်နှစ်ပင်တော့ထားထားမှာဆရာကြီးတခုဖြစ်သွားရင်ချက်ဘူးဘူးဘူးစင်မမရှိကွာမဖြစ်ပါဘူးမြင်ရလဲလာပြန်ပြီကွာတအိုးတော့မပြီးသေးဘူးဟဲ့ဒါမြောက်ကြတဲ့ပါပါတယ်ဟင်းအိုးနင်းနေတော့ငါလည်းဒီမှာဖိတ်နေရတယ်နင်းကတမျိုးဟိုနဲ့တော့သူ့လေကောင်းမှုဖြစ်အောင်လို့ငါတို့ဒီမှာအလူတန်းတွေပဲလုပ်ပြီးမွေးကလည်းချက်နေတယ်။ဟုတ်ပဲဥဒ္ဒပါပဲ။ ဟိုဘယ်ဟုတ်လဲဒီဘောင်နင်းယောက်ျားအလောင်းကဟိုမှာတွေ့ရောတွေ့လို့လားသိဦးတယ်အာဒုက္ခပဲအလောင်းတော့ပြန်မရတယ်ဟာအဲ့တော့နင်းကဘယ်လိုလုပ်မှာတော့ဟမ်ကိုဘောင်ကိုတွင်းတော့မတို့တက်မှလည်းနင်းကိုမဲဖောက်ကြတရားမှမကြမ်းတော့ဘူးနင်းကလည်းဘယ်နှစ်ယောက်ရှိနေတယ်မဲဖောက်ပေးနေရတယ်ဟုတ်ကဲ့ဒီမှာမေးဖောက်ကြရတယ်ဘုဒ္ဓတရားမှာလည်းအလန်တိုင်းပဲကျွန်တော်လည်းတကယ်ကုန်ပြီတကယ်ကုန်ပြီ ငိုမနေပါနဲ့ဟာဒီစောက်ချင်းကြီးတက်ကြရငါတို့လည်းလူလူသူလူမနေရပါဘူးဟိုပရမတ်တကောင်တော့မဲဥတော်မပါဘူးဆရာဆရာဟေးဆရာနဲ့ကျွန်တော်တရားဟောကြတော့ကျွန်တော်လည်းကြာတော့ပဲကကြော်လေးပါညာလုပ်ဘူးမင်းကလေးကြာရင်ပဲကကြော်ပါမယ်ဘူးကြော်ပါမယ်နှစ်ဖက်ကြော်ပါမယ်ဤကြကွေးပါမယ်ကွာနောက်ပြီးတော့နန်းနန်းပင်လေးပါပါမယ်ကွာကျွန်တော်ယောက်ျားနန်းနန်းပင်ကြိုက်တယ် အေးပေါ့လေနင်ကလေးတွေဘယ်လိုလုပ်မလဲအခုနင်ကလေးတွေရောင်းစားလိုက်မယ်တရုတ်ကြီးကိုဒီကျုပ်ဆိုတဲ့အတန်းလည်းမကြားခြင်းဘူးတက်ချုပ်ဆိုတဲ့အတန်းလည်းမကြားခြင်းဘူးငါတို့ဘာလို့ငါတို့အေးအေးဆေးဆေးနေနေရတဲ့ဘဝဒီဆောက်ချင်းကြီးထအာနာယူတာနဲ့ပဲအကုန်လုံးသေးတဲ့လူအသေးနော်ပြည့်တဲ့လူအပြည့်ပျောက်တဲ့လူအပျောက်ဘုံငါချက်တာတော်တော်တော်ကျွမ်းကျင်နေနော်ချက်ပါများတော်တော်ကျွမ်းကျင်နေတက်ထဲမှာလည်းဟိုမွေးငါမချက်တဲ့ရက်တည့်ရမှမရှိတော့ဘူးဘယ်လိုလုပ်ကြမလဲ တက်ထဲမှာလည်းသူနဲ့ငါနဲ့ပဲကြံတော့တာနင်းနဲ့ချက်တက်အောင်နင်းတာနင်းပေးနေတာလည်းဘယ်နှယောက်လောက်ရှိနေပဲအဲ့ဒါလည်းနင်းမချက်တက်သေးဘူးလားဟုတ်ချက်တော့ချက်တက်တယ်စမ်းချလိုက်ရမှာခုတပီးပါလို့ရမှာတပီးပါလို့ရမှာတော့ဟိုမှာစီချက်ချက်မှာပါစီချက်ချက်ပြီးဘယ်နှကြမ်းလူဝမ်းပါဘုံစုံကပ်ဟိုမင်းနဲ့တော့ဖုံးကြီးလဲဖုံးကြီးလဲကြောင်းပါဘူးမရှိဘူးအဲ့တက်ထဲမှာရွေးပိတ်ထားနေတယ်ဖုံးကြီးကလည်းကြောင်းကြောင်းမှာငါကြတာအဲ့ဖုံးကြီးတော့လူအလေးပြီးရှင်းနေပို့လိုက်ပြီဆို 不过脑子不稳。碰你那个，现在也那么多个瓜，这个这边路的来回开没有？现在包你那么多？包不着我，包不着。包不着，不要没有，包吗？包了。哎。咦，那你两小的尿了，空到有了。碰你啊，碰你啊嘞！看那看那白马尿了，没来钱了，没人家送干的就是。你那哈，你太过没人家送干的了。 ဘယ်ဖုံးကြီးอ่ะစားကြင်တော့မလဲဝင်းနေသွားပြီးတော့ပြေးပြီပေါ့ကွာနီဇာမဟဲနေရာလေးတစ်မျိုးနေရောက်ကြတယောက်တည်းသေးတာကြာတယ်တိုင်းသေးရုံလုံးသေးတဲ့ဟာကိုထက်ကမအလိုပဲဟိုပထမတစ်ယောက်တော့လည်းကိုကိုတွေဘာလုပ်ကြနေမလဲမသိသေးငါစိတ်ဆင်းရဲတာပထမတစ်ယောက်တော့လည်းအဲ့လိုပဲငိုတာအေးလို့ငိုပြီးတော့အဲ့လိုပဲယောက်ျားဘာဖြစ်နေသူနောက်တစ်ယောက်ထပ်ပြီးယူတယ်ဒါမှမဟုတ်ဘယ်နေရောက်မြောက်ရှိလို့ဒီကောင်မင်းနိုင်တာမြောက်မြောက်လာမျိုးဒီကောင်ကလေးကတော့နိုင်ပြီးပြီပေါ့လေ ဒီထက်ယူမှာထက်ယူထက်တင်အဲ့လိုပဲလုပ်မလန်တိုင်းပဲကြံတော့လေတိုးတက်ပါလေမတက်ရောက်ရတတိယကိုထောက်ဝင်သွားကုန်ပြီဒီအဲ့လိုနောက်မနေ့ပြန်တပတ်ဆိုထက်ရောက်လာမှာကဲပါမင်းမလုပ်ရရှိရလုပ်ပါဟဲ့ဟာလေဒီချက်ချက်တော့ဒီချက်ကချက်တာပြီးသားဟာလာရင်ဒီရနေရောဘာဖြစ်လာတာတော့နေမလို့တက်ရင်ဒီကိုအိမ်ပဲတော့ပြန်လာပါလေသူသမီးတို့ခွဲသွားလိုက်လားဒီလိုပဲလေလူဆိုတာနော် အတင်မျိုးပဲဟိုတိုင်းပြည်အတွက်အသက်ပေးသွားတာဂုံလေးဆက်မှာအသက်ပေးသွားတာဂုံလေးလိုက်ဆက်မှာမငုံနဲ့ငါကိုယ်ကလူငုံနေရလေသူ့ကိုကောင်းမွန်ဖြစ်အောင်ဒီမှာဦးလေးတို့မွေးငါးတွေပဲချက်ပြီးလူလက်ကြကောင်းမှုကုသိုလ်ရအောင်ဟိုကနေ့တိုင်းစားပိုက်တွေပါနားနေအေးရောသူ့လက်ကိုယ်လေတော့ရှိတာပေါ့တပည့်ရဲ့သူများအလဲမှာကိုယ်ကစားတာရယ်ကိုယ်လေလေသူများကိုကြွေးရမှာပေါ့ငုံနဲ့တိတ်တော့တိတ်တော့သေးတဲ့လူလည်းသေးတဲ့လူလည်းသေးသွားပြန်လာမှာမဟုတ်တော့ဟုတ်ကဲ့နော်ဒီခါကျတော့ဆရာကြီးလက်ပဲဒီကဘလူချင်းနေလဲငါပဲပဲလက်လက်လာနေတာပဲဟာ Được, xe xe nhờ, xe à, mà ngủ nữa rồi muốn ngay sẽ được xây nhà trở lại ngủ luôn tâm nhu cho nên mà lại bắt đầu chỉ đang chỉ ngủ thì lại là cô luôn à chết gì cũng chỉ ta thế ở bên nhà tôi này tôi thì nhà chỉ là ngủ thì trở lại cô luôn thế nhiều rồi ba 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 rồi rồi, đi qua mà mà nói nó, nó. bao đây báo bây giờ. nào xây thì mới cũng là อ่ามาบาลาโรบาลาโรอ่ะโอ้ๆๆคือตอนนั้นแช่ไปแล้วเนาะงาอุ้ยปอกจับไปมาบ่เอาไปโตได้တော့เนาะว้าว้านน่ะเนี่ยได้สิทธิ์ไปยောက်ดิแม้ไม่ดีงาเปียวอุ้ยนะไปป่ะโหอ่ะโหบาลาโรนี่อ่ะได้สิทธิ์ไปยောက်ดิแม้ไม่ดีงาเปียวอุ้ยนะไปป่ะโหอ่ะโหบาลาโรนี่တော့ไอ้อุษาเลย နောက်တစ်ယောက်ရှိသေးမဟုတ်ကလေးမင်းဟာကြားတယ်တရားဘူးတရားလာငုံမယ်မို့ဦးပြီတော်ပြီဆိုင်ဆဲမဆိုင်ချက်တော့ငါကြောက်ရဲထားကြတော့မို့ဟာကျွန်တော်နည်းနည်းကောတော့လာဒီနေ့ကွာရရရတော့တော့တော့နော်နောက်ဆုံးတော့လေငါကြကောင်းနဲ့ကြံမှာငါတိနေတယ်ကွာမင်းတော်လိုက်တော့နော်မာဆရာကြီးကကျွန်တော်အဲ့လိုပြောတယ်ပေါ့အင်းမဆရာကြီးရင်လင့်ကျွန်တော်ရင်ချက်ပြမမွေးအောင်ဒီထုတ်ပြီးထုတ်ပြီးอืมစိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ညစ်တယ် ကဲကဲကွာငါလို့သူ့တို့ညီမကိုစားတော့ပြန်အောင်မင်းနေလားမသိရှည်တန်းရောက်တယ်ဘာဖြစ်လဲငါတို့ကောင်းကဘာမှုရလို့ဒီနေ့ချက်လိုက်ရတဲ့မွင်းက ကောင်းနေกว่าตีซွားတာတော့ငောက်အလုတ်လာပြီးသွားတယ်နောက်နေတိုင်းကိုချက်နေရတယ်ဒီမွင်းကလည်းကြားရဲကဲကဲတကောင်ကဒီမြအဖက်မြကြီးပြောငါဟိုပဲမွင်းကချက်တော့မလို့ပြောလို့ပြောငါအောက်ကအဲ့ဒီဝက်ထားတာအလကားဝက်ထားတာမဟုတ်ဘူးရှိခဲ့မှလာရောက်တော့ဒီအင်ဂျီချော့တိုင်းလေးမှာ ဝရုံးလေးဆိတ်မှချီးဟွန်းလူရန်တန်းရန်တန်းနဲ့အကံပြပြပြီးတော့လည်းနဲ့ချပြလိုက်ပါဘာကိစ္စငါအသေးခံရမှာတော့ယူနေတာဒီမင်းအောင်လိုက်အတွက်ငါဘာကိစ္စအသေးခံရမှာလေဒီကောင်ကြီးအကျိုးစီးပွားတော့ငါဘာကိစ္စအသေးခံရလို့လို့လေအင်းဒီလေးကိုချော့ဝရုံးထိတ်လေးမှချီးဒီလိုဒီလိုလေးရန်ရောက်တဲ့နေရာမှာအလင်းဝင်လိုက်ပြီးရောလံပြလေးပြတော်တော်ကြာကြာပဲ